Thank you.

ကျွန်တော်တို့ကတော့ရန်ကင်းမြို့နယ်နေအိမ်နှလုံးမီးလောင်မှုကနေပြီးတော့ဘက်ကီးယားကျူပါပြီ။ဆိုအိမ်လမ်းကြားတွေကနေနှလုံးမီးလောင်မှုနေရပါတယ်။ဒီဘက်ကဖုံးညောင်းဘက်ကမီးခိုးထွက်တာပြန်ဖုံးညောင်းဘက်သွားကြည့်ရအောင်။ဖုံးညောင်းဘက်ကမဟုတ်ဘူး။ဒီဘက်ကနေနှလုံးပါခင်ဗျာ။အခုကကျွန်တော်က level 1ရုပ်စုတွေမှာပါ level 1ရုပ်စုဘက်ကီးယားထိုးခိုင်းရကျွန်တော်တို့ဘက်ကီးယားထိုးပါခင်ဗျာ။ကာကြွေးကာကြွေး တက်ဖို့ဘယ်ဆိုင်ဒုက္ခဘယ်ဝင်လာမသိပါဘူးကွာအေးအမေတို့ဘာလို့မဆင်းမဆင်းလဲအော်ဒီရင်ပြပါအေးထိန်းတော့ထိန်းပါကွာငါတို့လည်းလေဗယ်ဝင်နေပါဒီရင်ပြပါတော့ပြီးတော့ကျွန်တော်တို့ဆက်ကဲအဆုံးလေးရအဆုံးကြီးဆုံးဆုံးသားဟုတ်လားဆုံးစီရနေအေးဒီတက်ချလိုက်ရဒီဆိုင်ကကျွန်တော်တို့နာကူရန်ကုန်တီးသက်မီးသက်တက်ဖွဲ့ကတက်ဖွဲ့ဝင်ထက်ဖို့ရဲ့အမေရဲ့ဆိုင်

မနက်မိုးလင်း breakfast အတွက်အဓိကထားရအောင်တာဘာတွေရလဲဆိုတော့အစုံတုပ်အစုံတုပ်ကိုမှဟိုမှာထမင်းကတစ်စလုံးကြီးရှိသေးတယ်ကျွန်တော်တို့လို့မနက်စာကိုထမင်းပါမှဘိုက်ဝတယ်လို့ခံစားရတဲ့သူတွေအတွက်ဆိုတော့ဒီဆိုင်ရရှယ်ပဲဒီမှာအစုံတုပ်နဲ့အတုပ်တွေကတော့အများကြီးကျွန်တော်ကတော့အစုံတုပ်ပဲစားရတယ်အဲအစုံတုပ်နဲ့ထမင်းနဲ့ပြီးအမှဟင်းကားလေးအဲဟင်းကားလေးဗျာကြာစံဟင်းကားလားမှတ်ကြတယ်အထက်မှာအဲမှုန်ရွက်တွေရောဘာတွေရောညာတွေစုံနေတာပဲ ဲ့ဒါလေးနဲ့တောက်စားပြီးတော့ရှူးရှူးရှဲရှဲပဲဆိုင်နေရတောင်းကလာမြို့နယ်တန်သူမလမ်းမပေါ်တောင်းကလာဖះမရောက်ခင်သားလေးမှာပဲအဲ့နားမှာအဲ့အတုပ်ဆိုင်ဖះပဲချမ်းမှာပဲအဲ့ဒီဆိုင်မရှိပါလေကျွန်တော်တို့တွေလာတိုင်းဖရီးကျွေးတယ်ဆိုပေမဲ့တကယ်ကောင်းလို့မိတ်ဆွေတို့လည်းစားခြင်းရင်သွားစားကြည့်လို့ရအောင်ကျွန်တော်ကပြောပြပေးတာပါခင်ဗျာဟုတ်ကြီးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်